皆さんこんにちは。今日も私と一緒に勉強しましょう。ဒီနေ့ကတော့ acidity နဲ့ပတ်သက်တဲ့ဗီဒီယိုဖြစ်ပါတယ်။ acidity ဆိုတာကအကြောင်းအရာကိစ္စတွေရဲ့အခြေအနေနဲ့သဘောတဘာဝတွေကဘယ်လိုမျိုးရှိနေတယ်ဆိုတာကိုဖော်ပြတဲ့စကားလုံးတွေပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးသွားရင်တော့ acidity တွေရဲ့အသုံးပြုပုံများကိုအတော်လေးနားလည်နိုင်မှာဖြစ်လို့အခုပဲကျွန်တော်နဲ့အတူလေ့လာကြရအောင်။ ကျွန်တော်တို့ရဲ့ MJ Space မှာအခုလိုမျိုးဂျပန်စာနဲ့ဂျပန်နိုင်ငံနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုဗီဒီယိုများအဖြစ်ပြုလုပ်ပေးနေတာကြောင့်ဂျပန်နိုင်ငံအကြောင်းကိုပိုမိုသိချင်သူများက Channel ကို Like and Subscribe လုပ်ထားပေးပါနော်။အကယ်၍သင်ကမြန်မာနိုင်ငံမှာနေတိုင်းပြီးဂျပန်နိုင်ငံမှာအလောလောဆယ်ဆန္ဒရှိတယ်ဆိုရင်ဒီ post ရဲ့ description သို့မဟုတ် application မှာရှိတဲ့အလောခေါ်စာပေါ်မှာတစ်ဆင့်ရှောက်ထားနိုင်ပါပြီ။ဂျပန်ဘာသာမှာ adjective နှစ်မျိုးခွဲထားပါတယ်။ E adjective နဲ့ Na adjective ဖြစ်ပါတယ်။ E adjective ဆိုတာကစကားလုံးရဲ့အဆုံးမှာ E နဲ့ဆုံးတာက E adjective ဖြစ်ပါတယ်။ဥပမာ暑い古い新しい面白いတို့လိုဖြစ်ပါတယ်။ရင်စင်းတဲ့ပုံစံအနေနဲ့စကားလုံးရဲ့နောက်ဆုံးမှာ this ကိုကပ်ပေးရပါတယ်။အငင်းပုံစံဆိုရင်တော့ခုနရဲ့ this ပြောင်းပေးရပါတယ်။ဥပမာအနေနဲ့ပြောရရင်暑い this 暑くないです。古いです。古くないです。新しいです。新しくないです。面白いです。面白くないです。デロミオピバレ、ウバマサジャミアネドリラザヤオ。授業はどうですか楽しいです。楽しくないです。皆さんの答えは 日本語はどうですか難しいです。難しくないです。皆さんの答えはなあじてそらが、ざかろんへあそうま、なあねそうね、あじてとりべ、ぴっぱれ。ま、きれいな。ちま、きれいそらが、ぽんまんそうい。いいねそうねろ、いいあじてろ、てねとりしばれめ。 တကယ်က EAGT မဟုတ်ဘဲ NAGT ဆိုတာကိုသတိထားပေးပါ။ကျော်စနာရှင်းစက်စနာ Humane ပြင်ကျေးစွာပြောချင်ရင်တော့နာကိုဖြုတ်ပြီး this ကပေးရပါတယ်။အငင်းပြောချင်တယ်ဆိုရင်တော့ဂျာနာရဲ့ this ဖြစ်သွားပါမယ်။ဥပမာအနေနဲ့ပြောရရင်ခိရဲ့ this ခိရဲ့ဂျာနာရဲ့ this ကျော်စ this ကျော်စဂျာနာရဲ့ this 親切です。親切じゃないです。有名です。有名じゃないです。デロミオピバレ。ウパマサジミアネドリラジヤン。仕事はどうですか暇です。暇じゃないです。仕事してる皆さんの答えは京都はどんな街ですか にぎやかです。にぎやかじゃないです。皆さんの答えはအရင်ခက်ခဲတာမဟုတ်လို့ဒီလောက်ဆိုရင်ဒီနေ့ရဲ့ရှင်းလင်းချက်များကိုနားလည်နိုင်မယ်လို့မျှော်လင့်မိပါတယ်။ဒါဖြစ်ရင်လေ့ကျင့်ခန်းလုပ်ကြည့်ကြရအောင်။ရုပ်ပုံများကိုမှန်ကန်တဲ့စကားလုံးများနဲ့တွဲဆက်ပေးပါ။ ဒီမှာပါသွားတဲ့စကားလုံးအစ်မြောင်ကိုတခုချင်းစီပြန်လေ့လာကြည့်ရအောင်။おもい。汚い。にぎやかな。ハンサムな。元気な。嫌な。နောက်ထပ်လေ့ကျင့်ခန်းကတော့ပြထားတဲ့နမဝိသေသနများကိုအငင်းပုံစံပြောင်းပေးပါ။太い。 い狭い。立派な。高い。 下手な。まずい。静かな。 意。စာကျင်ပန်းနမဝိတေသနာအချုပ်ကိုလည်းဗုဒ္ဓတအနေနဲ့လေ့လာကြရအောင်။ Okay. ဆေးဆိုင်။အဆွေ။ဥဆွေ။တကိုင်း။低い。上手な。下手な。重い。 軽い広い狭い明るい暗いおいしいまずい暑い冷たいにぎやかな静かなきれいな汚い好きな嫌いな。 အခြားစမ်းချိန်ဘက်စကားလုံးတွေလည်းအများကြီးရှိပါသေးတယ်။ဒါပေမဲ့ဒီဗီဒီယိုလေးထဲမှာတော့ဒီလောက်ပဲလေ့လာထားကြရအောင်။နောက်ထပ်ဓမ္မဝိသေသနနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကြာရင်ထပ်ပြီးသင်ပေးတော့ပါဦးမယ်။ဒီနေ့လေ့ကျင့်ခန်းမှာဓမ္မဝိသေသနအများကြီးကိုလေ့လာခဲ့ကြပြီးပြီမဟုတ်လို့သေချာလေးစမ်းမထားကြပါနော်။では今日の授業はこれで終わりです。皆さんお疲れ様でした。ဒီ channel မှာ N5 ကစလို့ N2T သင်ခန်းစာများအပြင် ဂျပန်နိုင်ငံရောက်တဲ့အခါမှာအဆစရရအစဉ်ပြေစီမဲ့အထောက်အကူပြုခံတူးသင်ကန်းစာများအစရှိတဲ့ဗီဒီယိုများကိုအခမဲ့ကြည့်ရှုလေ့လာနိုင်တဲ့အပြင် အသေးအသေးသောဗီဒီယိုများကိုလည်းမလွတ်တမ်းကြည့်ရှုနိုင်စေဖို့အတွက် Channel ကို Like and Subscribe လုပ်ဖို့မမေ့ပါနဲ့နော်အခမဲ့လေ့လာလို့ရတဲ့ MJ Space ရဲ့ Application ကိုအသုံးပြုမယ်ဆိုရင် Flash Card ပုံစံနဲ့လေ့ကျင့်ခန်းများကိုလုပ်နိုင်တဲ့အပြင် test များဖြည့်ဆွနိုင်ခြင်းနဲ့လက်ရှိမိမိရဲ့ဂျပန်စာအရေးချင်းကိုစစ်ဆေးခြင်းများပြုလုပ်နိုင်မှာဖြစ်ပါတယ်။ဒါရင်မကသေးပါဘူး။ ဂျပန်နိုင်ငံကိုတုတ်တဲဗီဇာနဲ့သွားချင်သူများအတွက်လည်း MJ Space Application မှာတုတ်တဲနဲ့ဆိုင်တဲ့လေ့ကျင့်ခန်းများသင်ခန်းစာများကိုထည့်သွင်းပေးထားတာကြောင့်လေ့ကျင့်ပြီးသားသင်ခန်းစာများကိုစာမေးပွဲများဖြည့်ဆည်းပြီးကိုယ်ပိုင်အရေးချင်းများကိုစမ်းစစ်ကြည့်လို့ရပါတယ်။လက်ရှိသင်ကမြန်မာနိုင်ငံမှာနေထိုင်ပြီးဂျပန်နိုင်ငံကိုအလုပ်လုပ်ဖို့ဆန္ဒရှိတဲ့သူတယောက်ဆိုရင် MJ Space ရဲ့ကုမ္ပဏီဖြစ်တဲ့မြန်မာ Unity ကအသင့်ကိုကူညီဖို့အသိရှိနေပါတယ်။ဒီ post ရဲ့ description တို့မဟုတ် application မှာရှိတဲ့အလုပ်ခေါ်စာဖောင်မှာတစ်ဆင့်တင့်ရဲ့အလုပ်ရှောင်းတော်များကိုပေးပို့နိုင်ပါပြီ။ trainee visa doctor visa work visa student visa သင်ကဘယ်လို visa မျိုးနဲ့သွားချင်ပါသလဲသင်ရဲ့ဂျပန်နိုင်ငံအိမ်မက်ခင်စဉ်ကိုကျွန်တော်တို့နဲ့အတူတူပျော်ပျော်ရွှင်ရွှင်စာရေးလေ့လာရင်းနဲ့အကောင့်ထဲပို့လိုက်ကြပါစို့နောက်သင်ငန်းစာထဲမှာတော့နမဝိသေသနာများကိုအကူကရိယာ particle တွေနဲ့တွဲသုံးပြီးစာကြောင်းတည်ဆောင်နည်းများကိုလေ့လာကြရမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်နော်ကဲဒါဆိုရင်နောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့ကြမယ်နော်